အပင်မရောက်ကြောင်းကုသိုလ်ခုနှစ်မျိုးဘယ်နှမျိုးလဲခုနှစ်မျိုးပဲတိတရဏတဲ့တရဏဂုံသုံးပါလုံတဲ့ပုဂ္ဂိုလ်နံပါတ်1ကဘာလို့နံပါတ်2က5သီလ5ပါးသီလလုံတဲ့ပုဂ္ဂိုလ်နံပါတ်1ကတိတရဏ5သီလမဲချစေတံနံပါတ်3ကစေတံမဲလူတန်းတဲ့ပုဂ္ဂိုလ်နံပါတ်3က ဒိတရဏငါတိလမေချာစေယိတံ15ရက်စွန်းလာဇံပကလာဇုပက15ရက်တခါပက္ခစွန်းလူတဲ့လူလေးရှိတဲ့ပုဂ္ဂိုလ်ဆိုပက္ခစွန်း15ရက်စွန်းလို့ခေါ်တယ်နံပါတ်၄ကဘာစွန်းပက္ခစွန်းဒိတရဏငါတိလမေချာစေယိတံ15ရက်စွန်းဝါသင်္ကန်းနံပါတ်၅ကဝါဇုသင်္ကန်းလူတန်းနဲ့အလူဝါဇုသင်္ကန်းလူတန်းနဲ့ပုဂ္ဂိုလ်နံပါတ်၅က ဝါစုသင်္ကန်းလူတန်းနဲ့အလူတို့မို့လူတန်းနဲ့ပုဂ္ဂိုလ်ငါသီလမဲချစေရင်တန်15ရက်စွန့်ဝါသင်္ကန်းလူတန်းတောက်ရေကန်နံပါတ်6ကရေတွင်းရေကန်တောက်ရေ လူတန်းနဲ့ပုဂ္ဂိုလ်နံပါတ်6က ရေရွေကံတောက်သုံးရေလူတန်းတဲ့ပုဂ္ဂိုလ်တဲ့ဝါသင်္ကလူတန်းတောက်ရေကံကြောင်းလူတဝနိဗ္ဗတပုံညာရှိသူမှနံပါတ်9ကကြောင်းအလူလူတန်းတဲ့ပုဂ္ဂိုလ်ကြောင်းအလူလူတဲ့အလူနံပါတ်9ကဘာတော့အဲ့တော့9မျိုးအဲ့ဒီ9မျိုးဟာတဲ့ကြောင်းလူတဝနိဗ္ဗတပုံညာရှိသူမှ သောတာလိုပဲဂတိမြဲသူလဲပဲမပြန်ဒီအလူခုနှစ်မျိုးတစ်မျိုးမျိုးလှုပ်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေအဲ့ဒီခုနှစ်မျိုးနဲ့နေတဲ့ပုဂ္ဂိုလ်တွေကသောတာလိုပဲသောတာပန်ပုဂ္ဂိုလ်လိုပဲဂတိမြဲအပင်မလားဘူးတဲ့အပင်မလားကြောင်းကုသိုလ်ခုနှစ်မျိုးတနည်းအားဖြင့်အပင်မလားနိုင်တဲ့အပင်မကြောက်တဲ့ပုဂ္ဂိုလ်ခုနှစ်ယောက်ဆိုတော့ဓမ္မလက်ဆောင်ကခုနှစ်အလူခုနှစ်မျိုးပုဂ္ဂိုလ်ခုနှစ်မျိုးဆိုတော့ ုံပေါ်မသွားဘူးလားအုံပေါ်သားရင်တရားသိကြစို့သင်္ကန်းကအုံမှာတိတရဏငါးသီလမေချာစေဤတံ15ရက်စွန့်ဝါသင်္ကန်းလူရန်တောက်ရေကံကျောင်းလူတဝနိပတ္တပုံညရှိသူမှန်သောတာလိုပဲဂတိမြဲသူလည်းပဲမပြန်ပဲမပြန်ဆိုတော့အပေကဘဏ္ဍပါရှိအပေဘဏ္ဍပါအပေ၄ပါးဘာတွေလဲဆိုရင် ငရဲရဲတိဆန်ရဲပိတာရဲအတုရကရဲဘယ်နှမျိုးလဲအဲ့ဒီ၄မျိုးအပယ်၄ပါလို့အပယ်၄ပုံလို့ခေါ်တယ်ငရဲကထင်ရှားတယ်တိဆန်လည်းပဲတိတာလည်းထင်ရှားတယ်ပိတာလည်းထင်ရှားတယ်အဲ့ဒီအတုရကပြဿနာတက်တယ်အတုရကဘာလဲလို့မေးရင်အင်းအဲ့ဒီဖြစ်နေပါဆိုအတုရကရလည်းပဲတနည်းအားဖြင့်ပိတာ အမျိုးပဲ ပကာလကင်စီပိတ်တာလို့ခေါ်တယ်။သူကဟိုသူလည်းဆင်းဆင်းရဲရဲဟိုလူတွေနဲ့အတူတူနေရတဲ့ပုံမှန်နေရတဲ့ပိတ်တာမျိုးနွယ်တစ်မျိုးပဲ။အတူတကယ်၅မျိုးတောင်ရှိတယ်။ဒါတော့အကျယ်မပြောတော့ဘူးဆိုတော့ပြည်ချင်းစာပင် Google ကရှာကြည့်လိုက်အဲ့မှာရှိတယ်နော်။ပေကြတာတော့အတူတကယ်ကပိတ်တာမျိုးနွယ်တစုကာလကင်စီကပိတ်တာလို့ခေါ်တယ်နော်။အဲ့တော့ဒီအပယ်၄ပါးကဒုဗ္ဗဒဘာသာတွေအပယ်ရောက်မှကြောက်လားမကြောက်ဘူးလား။ ကျောင်းသာပြောတာပိတ္တာဆိုအစားတော့ဆင်းဆင်းရဲရဲနေရတဲ့ပုံကိုယ်တွေကိုပိတ္တာလို့ခေါ်တယ်ဆိုတော့တခါကကိုယ့်အကူလည်းစဉ်းစားကြည့်။အော်ငါလည်းအရှင်လက်လက်မြန်ပိတ္တာဖြစ်နေလားမသိဘူး။ဘမဘီမနေရင်းနဲ့လေမြင်ပြီးမစားတာမျိုးရှိလားမရှိဘူးလား။အော်တချို့လည်းငါတို့လည်းအရှင်လက်လက်ပိတ္တာဖြစ်နေတာယောဂတွေထူတော့လေစားစရာတော့စားလို့မရတဲ့သူတွေရှိလားမရှိဘူးလား။မြင်သာမြင်မကျင်ရတဲ့ဘဝတချို့ကြာစားကြင်မဲ့အစားအသောက်ကိုအစင်မပြေအခုဆိုရင်လေတိုင်းပြည်က ပြောရင်နိုင်ငံကြီးကပါလာပြီစီဝါရဲ့အစင်မပြေတော့တချို့နေနဲ့ညာပေါင်းစားတာတွေရှိလားမရှိဘူးလားဒကမတယောက်မေးကြည့်တယ်ဩကစွန်းရွက်လေးဈေးကကင်တာကစွန်းရွက်တစီဘလောက်လဲဆို900ကျဲဥတလုံးဘလောက်လဲဆို400တဲ့အဲကျဲဥစားပါလားလို့ဘာလို့ကစွန်းရွက်စားကျဲဥဆိုတော့တယောက်တည်းစားရတယ်ဗျာတဲ့ကစွန်းရွက်တစီဆိုရင်3ယောက်လောက်စားလို့ရသေးတယ်တဲ့မိသားစုကစွန်းရွက်အချင်းနဲ့ဩဘဝကအဲ့ဒါပဲ ဘဝမှာစားအိုးတွေများလာတဲ့အခါကျတော့ပရိသတ်ကျုပ်တလုံးတယောက်တည်းစားမဲ့အစားကစွန်းရွက်တစီ900ဘေးဝယ်ပြီးတော့ကစွန်းရွက်ချင်းလေးနဲ့300ယောက်လောက်စားရတဲ့ဘဝတွေရှိလားမရှိဘူးလားအော်သူတို့ရဲ့ဆိုင်ကိုယ်တွေဘဝဒီကညီငယ်ညီမကလေးဘဝတော်သေးတယ်လို့ပြောလို့ရလားမရဘူးလား အော်အတွေးတွေတအားကြီးဆိုရင်အဆွေးတွေတိုးမှာဆိုလို့เนาะအဲ့တော့တင့်လျော်တဲ့အနေဒါလေး ਨੇ အော်တခါကြရင်ကိုရီးယားဘဝအရှင်လက်လက်ပိတ္တာဖြစ်နေရဲ့ဘဝတွေရှိနေတယ်ဆိုရင်အဲ့ဒီပေတဂတိဆိုတဲ့ပိတ္တာဘုံဘဝလည်းကြောက်เสียရဆိုတော့အပယ်၄ပါးကိုလွတ်အောင်အပယ်၄ပါးမကြအောင် တို့တွေကဆူတောင်းနေရှိတယ်ဆိုတော့အပယ်လွတ်မြောက်စေတဲ့ကုသိုလ်ခုနှစ်မျိုးကိုဘုရားအစာပေမှာဟောတယ်